တာရတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ happy birthday မေစုဆိုတဲ့ video file လေးတွေကိုပေးပို့ကြပြီလားလို့ပထမအဆုံးပြောချင်တယ်။ပေးပို့ပြီးတဲ့သူအရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်။ကြွားကနေမှမြန်မာပြည်မှာရှိတဲ့ပြည်သူတွေကို video file ကိုမတင်ပို့ပါနဲ့လို့ပြောလို့ရှင်တချို့ကြတော့အကောင့်သူနဲ့ပို့လို့ရတယ်လို့ပြောတယ်။ဆိုတော့ကိုပိုင်နေဆိုလို့ရှင်တော့ပေးပို့ရင်လည်းပို့အဆင်ပြေပါတယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ရေရွယ်ထားတာကတော့8000အထိဆိုပြီးမှရေရွယ်ထားတယ်။4000ကျော်သွားပြီဆိုတော့အခုကျွန်တော်တို့ခုဒီနေ့16ရက်နေ့ပေါ့နော်။ 2018နေရက်ခွဲကြံသေးတဲ့အတွက်ကြောင့်ကျွားတို့ဆက်လက်ပြီးတော့ပို့နိုင်တဲ့သူတွေကျေးဇူးပြုပြီးမှပို့ကြပါလို့ပြောချင်တယ်။ပြီးရင်နောက်တစ်ခုကတော့ comments ရလို့ရှင်လဲအန်ဒီရှိသလားလို့မေးတဲ့ပုံမှာကျမရဲ့တူဦးတယောက်ရဲ့အမြင်နဲ့ပြောမယ်ဆိုရင်တော့ ပြည်သူတွေအတွက်ထုတ်ထားတယ်เนาะစစ်ခွေးတွေမပါဘူးပြည်သူတွေအတွက်ထုတ်ထားတဲ့လက်တလုံးကြားဥပဒေအရဆိုလို့ရှိရင်တော့ဒီကျွတ်တော်လာရဲတွေရဲ့ post ထဲမှာ like ဒီ share ဒီ comments ဒီရေးလို့ရှင်လဲဒီတော်လာရဲကိုထောက်ခါအပ်ပေးနေဆိုတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်ဖန်းစီအရေးယူနိုင်တယ်လို့ဒီလိုမျိုးရှိတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ပြီးနောက်တစ်ခုကတော့အမေစုရဲ့မွေးနေ့ထဲမှာဒါလဲကျမရဲ့တူဦးတယောက်ရဲ့အခံယူချက်ဖြစ်တယ်အမေစုရဲ့မွေးနေ့ထဲမှာပန်းပန်ပြီးတော့တပိတ်မောက်တာတွေ ေကိုကျမတူးတယောက်သေးရဲ့ခါယူချက်နဲ့ဆိုရင်တော့မလုပ်စေချင်ဘူးဘာကြောင့်လဲဆိုတော့စစ်ခွေးတွေကကျွဲတို့ကပန်းကိုပန်းလိုက်တဲ့အခါမှာစစ်ခွေးတွေကဖမ်းမယ်ကိုကထောင်ရောက်သွားမယ်ဘာမှလုပ်လို့မရတော့ဘူးတော်လာရဲထဲမှာဆက်လက်ပြီးတော့ပါဝင်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်အလကားနေထောင်ထဲမှာအချိန်ကုန်တာကတော့မတန်ပါဘူးလို့ကျမပြောချင်တယ်ဘာကြောင့်ကျမဒီလိုပြောတယ်လဲဆိုတော့စစ်ခွေးတွေကတောက်ဖနှက်နဲ့ပန်းကိုမြင်လို့ရှင်၃ခါအောင်ကြောက်တယ် နော်သူတို့ကတော်လိုင်းရဲလို့ကြားလိုက်လို့ရှင်နဲ့သူတို့ရဲ့နားထဲမှာရင်နွေးပူတွေလောင်းထဲလိုက်တယ်လို့ပဲတောက်ဖနှက်နဲ့ပန်းပွင့်တွေကိုမြင်လို့ရှင်လဲသူတို့ရဲ့မျက်စိထဲမှာမြီးခိုးငွေရိုက်တယ်လို့ပဲသူတို့ကစက်တယ်ခွေးတွေမကြိုက်ရအောင်ကျတော့တော်လိုင်းရဲတွေပြည်သူလူထုတွေသတိထားကြပါလို့ကျွတ်ပြောချင်တယ် အမေစုနဲ့ပတ်သက်ပြီးတော့ပဲနောက်တစ်ပုတ်အနေနဲ့ကတော့တာနာမကြီးဥကြုံမိုးထွန်းကနေမှဒုတိယအခွင့်အရေးကဘာလုံးဆိုင်ရာအကျဉ်းထောင်စင်ခေါ်မှုကိုဖြည့်ရှင်းခြင်းဆိုတဲ့အစီအဝေးထဲမှာကျတို့ရဲ့အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်နဲ့တာမဒဥဝင်းမြင့်ကို ပြပနိုင်ငံနဲ့ဆက်ဆံတဲ့အဥ္စာကိုပိတ်ပင်ထားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူပြောသွားတယ်တကယ်ဆိုလို့ရှိရင်ဒီနေ့ကျတို့တော်လာရဲတွေကစစ်ခွေးတွေကိုဖက်စစ်စစ်တပ်လို့ပြောတာရဲ့တော်အောင်ဆန်းစုကြည်နဲ့တာမဒဥဝင်းမြင့်ကိုဖမ်းဆီးတာဟာမ မတရားဖန်ဆင်းမှုဆိုတဲ့စကားကိုကျမတို့တုံးဆွဲတယ်။ဒါကစစ်ခွေးတွေဖမ်းလို့ပဲကျမတို့ကဒီစကလုံးကိုကျမတို့တုံးဆွဲတာမဟုတ်ဘူး။နော်။လွန်ခဲ့တဲ့အချိန်မှလည်းဘာကြောင့်ကျမတို့ကဖက်စစ်စစ်တက်လို့ပြောရသလဲဆိုတဲ့ဥစ္စာကိုကျမရှင်းပြခဲ့ပြီ။ဆိုတော့ဒီညကကျမကဘာကြောင့်မို့ကျမတို့ကအတိုင်းပင်ခံတော်အောင်ဆန်းစုကြည်နဲ့တမ်တာဦးဝင်းမြင့်ကိုမတရားဖြင့်ဖမ်းဆီးချုပ်နှောင်တယ်လို့ဘာကြောင့်ဒီစကလုံးကိုတုံးဆွဲတယ်လဲ။ဆိုတဲ့ဥစ္စာကိုကျမရှင်းပြသွားမှာဖြစ်တယ်။ဆိုတော့အခုဒီ ပြည်သူလူထုတည်းအတွက်ထုတ်ထားတဲ့လက်တလုံးကြား2008ဥပဒေရဲ့ပုံမှန်နေရာနဲ့33ထဲမှာပြည်ထောင်စုဝန်ကြီးတူဦးကိုစွပ်စွဲပြစ်တင်တော့မယ်ဆိုလို့ရှိရင်တော့ပုံမှန်ရ97ခခွေအရလွတ်တော်နှစ်ခုကနေမှာ လွတ်တော်တစ်ခုခုကနေမှဒီလွတ်တော်တွေအားလုံးထဲကလေးပုံတပုံကနေမှလက်မှတ်ရေးထိုးရမယ်ဥပမာဒေါအောင်ဆန်းစုကြည်ကဒီပြစ်မှုတွေဒီပြစ်မှုတွေကျုံးနေဆိုလို့ရှိရင်တော့ဒီလွတ်တော်တွေထဲကလေးပုံတပုံကနေမှဟာဒေါအောင်ဆန်းစုကြည်ကဒီဥစ္စာဒီကိုနော်ကျူးလွန်ပါတယ်ဆိုပြီးမှသူတို့ဆိုင်းထိုးမယ်ကိုဆွဆွဲထားတဲ့ဒီဥပဒေပေါ်မှာဆိုင်းထိုးထားပြီးဒီဆိုင်းထိုးထားတဲ့ဥစ္စာကိုတက်ဆိုင်ရာလွတ်တော်အကြီးအမိုးစီကိုပြန်တင်ပြရမှာဖြစ်တယ်ပြန်တင်ပြလိုက်တဲ့အခါမှာ ဒီပုံမှန်87ကငွေအရာဆိုလို့ရှိရင်ဒီဆွဆွဲထားတဲ့အရာတွေကိုတော့အမတ်ဒီသုံးပုံနှစ်ပုံကနေသဘောတူမှတာလေဒီဆွဆွဲမှုကိုဆက်လက်ပြီးမှလှုပ်ဆောင်ရမှာဖြစ်တယ်ဒါပေမဲ့တောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုဖမ်းဆီးသွားတဲ့အခါကမနေ့အစောကြီးပုံမှန်133ဥပဒေကိုလည်းမကျဉ်းတုံတလို့ပုံမှန်87ခါခွေးနဲ့ကငွေကိုလည်းသူတို့မကျဉ်းတုံဘူး ခွေးကြဘူးရဲ့ကြိုက်တဲ့အာနာနဲ့တုံးဆွပြီးတော့ဖန်စီသွားတာဖြစ်တဲ့ဒါကြောင့်ကျွတ်ရုတ်ကဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုမတရားသဖြင့် ဖန်စီချုံအောင်ထားပါတယ်ဆိုတဲ့စကလုံးကိုတုံးရတယ်ဆိုတဲ့အကြောင်းပြောပြချင်တာဖြစ်တယ်။ပြီးရင်နောက်တစ်ခုကတော့လွန်ခဲ့တဲ့သတင်းထဲမှာလည်းကြွတင်ပေးခဲ့တယ်။အခုဒီ Min Chan Black Tiger ဘိုမိုက်ခဲရိုကလည်းအခုကြွနဘေးနားမှာတင်ထားတယ်။သူတို့လည်း campaign ပတ်စံမပြည့်သေးဘူး။သူတို့ဒီလည်းလက်နက်ခဲရန်တွေအများကြီးဝယ်ဖို့ရန်အတွက်ကြည်ရဲ၊ကြည်ကာရဲ၊တနတ်ရဲဝယ်ဖို့ရန်အတွက်သူတို့မှလည်းအခက်အခဲတွေရှိနေတယ်။ဆိုတော့ကျတို့မြန်မာပြည်မှာရှိတဲ့အဆင်ပြေတဲ့သူတွေ နဲ့သူဒီလွတ်မြောက်တဲ့နေမြေမှာရှိနေတဲ့သူတွေလည်းပဲကိုတတ်နိုင်တဲ့လောက်ပို့ပေးရအောင်လို့ကျွတ်တခါပြန်ပြီးမှအတိတ်သွင်းချင်တယ်။ ပြီးနောက်တစ်ခုအနေနဲ့ကတော့အခုစစ်ရဲအခုဒီဘောမဒီလောင်နေကြတာမျိုးရှိတယ်တခုကတော့အဖကန်ပေါ့နော်အခု BBC ကနေလေပြောထားတာကတော့စစ်ခွေးဒီဖကန်ကိုရောက်သွားပြီးတဲ့နောက်ပိုင်းမှာပြည်သူတွေဘလောက်ဘလောက်တဲပြီးလို့ပြောတဲ့ဥစ္စာကိုဟိုဘက်ကမှလောင်နေကြတယ်ဆိုတော့စစ်ခွေးဒီမေလ29ရက်နေ့မှာ ရောက်သွားပြီးတဲ့နောက်နေ့ကနေစပြီး ဖက်ကနားမှာရှိတဲ့ခေရန်တူလောင်ထားတဲ့နေရာဒီမှာမြေလောင်တယ်ကားတွေမြေရှို့တယ်ပြည်သူတွေတည်တယ်ဆိုတာကစစ်ခွေးတွေမေလ29ရက်နေ့မှာရောက်သွားပြီးတဲ့နောက်နေ့ကနေမှဖြစ်ပေါ်လာတဲ့ဇက်လန်းတွေဖြစ်တယ်။ကျွတ်လူဆတ်ဖြစ်လာကလေးကနေမှဒီ2025မေ29ရက်နေ့အထိဖက်ကန်ထဲမှာရန်ကိုတောင်တွေပောက်ကွဲတယ်ဆိုတာလည်းကျွတ်မကြားဘူးတလို့ဘက်ခိုးတွေကားတွေကိုလည်းမြေရှို့တယ်ဆိုတာလည်းကျွတ်မကြားဘူးဘူး။ကုမ္ပဏီမှာရှိတဲ့အဆောင်တွေမြေလောင်တယ်ဆိုတာလည်းလုံးဝမကြားခဲ့ဘူးဘူးနော်။ခွေးတွေလာ ာပြီးတဲ့နောက်ပိုင်းမှာမှပြည်သူတွေကိုလည်းပြစ်တတ်ကြတယ်ဒီနေ့ဂျွန်16ရက်နေ့မနက်မှာလဲဖကတ်မော်ဝမ်ကလဲဘက်မှာစစ်ခွေးတွေရောက်လာပြီးဆိုတာကြားလို့ပြည်သူတွေကအိမ်ပြေတောင်မထွက်ရဲဘူးဆိုတော့တရင်ကိုကြွားရရှိတယ်ဒါကြောင့်မို့ဆက်လက်ပြီးတော့လဲမော်ဝမ်ကလဲတွေမှာရှိတဲ့ပြည်သူတွေလဲစစ်ခွေးတွေရှိတဲ့အချိန်မှာလိုအပ်တာကလွဲရင်ကျန်တဲ့အချိန်မှာအပြစ်မထွက်ကြဖို့ပြောချင်တယ် ဒီမေ29ရက်နေ့မှာဖြစ်လာတဲ့အတွက်ကြောင့်ခွေးမတက်ပဲနဲ့ဘယ်သူတက်မလဲအခုတို့က KIA တွေကိုညှိုးနေကြတာကျတို့ KIA တွေဆိုတာဟာလူဖြစ်တယ်နော်ဒါမျိုးလူမဆန်တဲ့ဖြစ်ရက်ကိုလောက်တာဟာခွေးအုပ်စုတစ်ခုပဲရှိတယ်ဆိုတာကိုလည်းမှတ်ထားကြပါနော်နောက်တစ်ခုကတော့အင်ဒိုတိုက်ပွဲဖြစ်ခါနီးမှာ KIA တွေဘက်ကနေမှအင်ဒိုလမ်းတွေကိုပိတ်ထားတယ် ဘာကြောင့်လဲဆိုခွေးတွေတိတက်မဲမြင်ချင်တဲ့ပြည်သူတွေနဲ့ရောနောတာမမြင်ချင်တဲ့အတွက်ကြောင့် KAAD ဘက်ကနေမှလမ်းပိတ်လိုက်တယ်ဒါပေမဲ့အင်းဒိုကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့နှစ်ပတ်နဲ့တလကြာမှာပဲ KIAD ကနေမှလမ်းဖွင့်ပေးလိုက်ပြီ KIAD လမ်းဖွင့်ပေးလိုက်ပေမဲ့စစ်ခွေးတွေကလုံးဝလမ်းမဖွင့်ပေးဘူးလမ်းမဖွင့်ပေးတဲ့အတွက်ကြောင့်ဒီကားသမားတွေကဒီမြို့ကနေဖြတ်လို့မရဘဲနဲ့တိုးဘက်ကနေမှဖြတ်ရတယ်ဒါကြောင့်ကချင်တရင်းထဲမှာတော့၃လခါရှိပြီစစ်ခွေးတွေလမ်းမဖွင့်တဲ့အတွက်ကြောင့်ကားသမားတွေကတော်လန်ဘက်ကနေဖြတ်ရတဲ့အတွက်ကြောင့်နွန်တွေအရန်ထူထပ်တယ်ကားသမားတွေဒုက္ခရောက်တယ်ဒါကြောင့်ကချင်ပြည်နယ်မှာကုံစဲနှုံဈေးကြီးတယ်ဆိုတာကကျွန်တော်ကချင်တည်င်းထဲမှာခဏ နာခဏလာပြီးတာဖြစ်တယ်ဒါကိုအခုဘောမာဒီကတော့ဘလိုနဲ့မနေကြတယ်လေဆိုတော့ NUGD ကပတ်စံတန်ပေါင်းများစွာဒီနေရာကနေရချင်းတဲ့အတွက်ကြောင့် ကတ်တရလမ်းဘက်ကနေမှကားသမားတွေကိုမတွားခိုင်းပဲနဲ့ဒီမြို့ရှောင်းလန်းစစ်ခွေးတွေမရှိတဲ့ဘက်ကမှရှောင်းပြီးမှတွားခိုင်းလိုက်တယ်ပြီးတော့ရှုနစ်တဲ့ကားတွေကိုလည်းသူတို့ကဆွဲတယ်ဆွဲတဲ့အခါမှာပက်ဆက်ရတယ်တရက်သေးသွားမယ့်နေရာကိုလည်း၃-၄ရက်အနေနဲ့ထားတယ်အဲ့မှာဟိုတယ်တွေဖွင့်နေသမင်းစားဆိုင်တွေကိုဖွင့်နေပြည်သူစားခန်းတွေလည်းဖွင့်နေလို့ပြောတယ်ဆိုတော့အဲ့ပြည်သူစားခန်းမှာတော့အခုဘောမတွေရဲ့မိမတွေတာသမီးတွေအမေတွေကအဲ့မှာပြည်သူစားခန်းတွေကိုတွားတဲ့အတွက်ကြောင့်သူတို့ကတော့အသိ ိကျပြောနိုင်တယ်။နော်ကျွဲရောကတော့မရှိဘူးလို့ထင်တယ်။ကျွဲရောကတော့မသွားဘူးတည်ရင်ရပဲတိတဲ့အတွက်ကြောင့်မရှိဘူးလို့ပဲထင်တယ်။ဒါပေမဲ့အခုဘောမတွေရဲ့မိသားစုလိုက် မိသားစုလိုက်ပြည်သားခမ်းမှာအလုပ်သွားလုပ်တယ်ဆိုတော့သူတို့ကတော့ပိုတိသွားတယ်။ နော်အခုဒါကိုလည်း NUGD နဲ့ PDF တွေကလည်းမှလုံစားနေကြတယ်ဒါကိုအခုစစ်ခွေးတွေဘက်ကလည်းမှထိန်းချုပ်ပေးပါဆိုပြီးမှဟိုဘက်ကလည်းလောင်းနေကြတယ် NUGD ကလည်းမှပက်ဆံရတယ်ပြည်သူတွေရတာမဟုတ်ဘူးလို့ပြောတယ်ဒါမျိုးမရစေချင်ဘူးဆိုလို့ရှိရင်နင့်တို့ဒီလမ်းကိုဖွင့်ပေးလိုက်နင့်တို့ပိတ်ပေးလိုက်လို့ကားသမားတွေကတောဘက်ကလည်းတွားရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တယ်နော်ဒါက NUGD နဲ့မဆိုင်ဘူး PDF တွေနဲ့လည်းမဆိုင်ဘူး KIA တွေအင်းတို့လမ်းကိုဖွင့်လိုက်တာဟာကြားလာပြီ เนาะမလောင်တင်မဲ့နဲ့မလောင်ကြပါနဲ့လို့ပဲကြောက်ဒီကနေပြောချင်တယ်เนาะဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ Oxia pH ကနေမှဒီ non CDM တွေကနိုင်ငံတော်ပုံကမှုအပါဝင်ပုံမှများစွာနဲ့တရားဆွဲဆိုနိုင်ဖို့ရတဲ့ဥပဒေကိုပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ် CIA pH ကနေမှပြဋ္ဌာန်းနေဆိုတဲ့အုပ်ဆောင်ထွက်လာတဲ့အတွက်ကြောင့်ဟိုဘက်ကမှကလောင်နေကြတာဆိုတော့ဒီနေ့ကျွန်တော်တို့တော်တော်ရေးရီထဲမှာလဲအမြင်တွေမတူကြပါဘူးကျွန်မကနေတော့ အမြင်တူချင်းမတူချင်းကိုကျွန်တော်မပြောလိုပါဘူးဆိုတော့အကျွပြောချင်တာကတော့ဒီနေ့ NaN CDMD ဟာမင်း online ရဲ့ထိုင်ခုံခိုင်မြဲဖို့ရာအတွက်ဒီနေ့ကျွန်တော်တော်လာရေးကြားရှင်းအောင်လုပ်တာလေဒီ NaN CDMD ဖြစ်တဲ့တကယ်လို့ဒါ NaN CDMD က CDM လောက်သွားမယ်ဆိုလို့ရှိရင် စစ်ခွေးရဲ့ရန်တရားဟာရက်သွားမှာဖြစ်ပြီးတော်လာရဲလဲကြာရှည်သွားမှာမဟုတ်ဘူးမင်းအွန်လိုင်းတမရပဲဖြစ်ချင်းဖြစ်ချင်းကာချုပ်ပဲဖြစ်ချင်းဖြစ်ချင်းဘာပဲဖြစ်ချင်းဖြစ်ချင်း သူ့အောက်မှာတပည့်ဆိုတာမရှိဘူးဆိုလို့ရှိရင်ဘယ်တော့မှတမဒတဲ့ဖြစ်လာမှာမဟုတ်လို့ကာချုပ်ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့သူ့ကိုဘူမိုးချုပ်ကြီးဆိုပြီးမှပြောမဲ့သူရှိတဲ့အတွက်ကြောင့်သူဟာဘူမိုးချုပ်ဖြစ်တာဖြစ်တယ်တကယ်လို့ဒါပြောမဲ့သူမရှိရင်သူဟာလမ်းဘဲကခွေးလေခွေးလွင်တာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ခွေးစစ်တပ်တွေပြည်သူလူထုတွေကိုနှိပ်စက်ဖို့ရအတွက်လောက်တာဟာအဓိကတည်ရခန့်နေဟာ non CDM တွေဖြစ်တယ်လို့ပြောချင်တယ်ဆိုတော့အခုခွေးတွေကတော့မဲ ဲ့ CRPHD ရဲ့ယုံခန်းကဘယ်မှာလဲလို့ပြောတယ်။ယုံခန်းကကျတော့ပြဆံမလို့ဘူးယုံခန်းမလို့ဘူး။ကဘာကုလတမကကနဲ့လေရိုဟင်ဂျာတွေအိမ်ပြန်ဖို့အရေးကိုအရခတ်တတ်တော်တွေနဲ့အတူပါဝင်တဲ့ပါဝင်ထိုက်တဲ့သူတွေလို့ပြောတဲ့အခါမှာလဲသူတို့လောင်ကျွမ်းတယ်အခုလက်ရှိအုပ်ချုပ်နေတဲ့အစိုးရတွေကလည်းမတပုံလို့တတ်မှတ်ထားတဲ့လူတွေနဲ့သူတို့ကဆက်ဆံနေဆိုပြီးမှလဲလောင်ကျွမ်းခဲ့တယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝန်ကြီးကနေမှ AAD နဲ့ဆက်ဆံမှာပဲလို့ပြောတဲ့အခါမှာလည်းသူတို့လောင်ကျွမ်းခဲ့တဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရကိုစာပို့ခဲ့တယ်စာပို့ခဲ့တဲ့အကျိုးဟာတာအမတ်ကြီးတွေနှုတ်ထွက်သွားခဲ့တယ်နော်အဲ့လောက်အထိဆိုးလာခဲ့တယ်။ဒါကြောင့်ဒီနေ့စစ်ခွေးဒီဘောမဒီဘက်ကနေတော့ဘာပဲလှုပ်လှုပ်လောင်တာကြီးပဲသူတို့အတွက်မပူပင်တဲ့အရာဘာမှမရှိဘူး။ အခုဒီညီနောင်သုံးဖော်ကနေမှလဲဒီတရငါးမိုင်ဘက်မှာဒီအကောက်ခွန်ကောက်မဲလို့ပြောတဲ့အခါမှာလဲဒီနတ်ဆက်ကအစိုးရဒီကနေမှတပုံလို့တတ်မှတ်ထားတဲ့သူဒီကိုဒီလိုမျိုးတရဝန်ဂိတ်ကျဲကောက်မဲလို့ပြောတဲ့ဥစ္စာကိုဒီလိုကြည့်ထားမလားလို့ပြောတာမကြည့်ထားလို့မရဘူးလေ ဒါကတရုတ်ဒီရဲ့ policy ဖြစ်တယ်တတိရှိလို့ရှင်ဘုံသွားကျဲလိုက်လေနင်းတို့ဒီနဲ့ဘုံကျဲရင်ဒီနဲ့နင်းတို့ဘဝပြတ်ပြီးလို့တာမှဒါတွေအားလုံးဟာတရုတ်ဒီရဲ့နီးပြူဟာဖြစ်တယ်ဆိုတာကိုလည်းနင်းတို့ခွေးတွေမှတ်ထားကြအခုနင်းတို့ဘာမှစွာလို့မရဘူးနင်တို့ဘာလုပ်နိုင်တယ်လဲ MNDAA အဒီလုပ်တဲ့ကိစ္စအလုံးဟာတရုတ်မသိတဲ့အရာဘာမှမရှိဘူးเนาะဒါကြောင့်ဒီနေ့နင်တို့မမြင်ရတဲ့လေလိုင်းကနေမှလှုပ်ဆောင်တဲ့သူတွေနင်တို့တပုံလို့တတ်မှတ်ထားတဲ့သူတွေ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတယ်ဆိုတာကိုလည်းမမေ့ကြပါနဲ့ယုံခန့်တွေကိုရှာမနေနဲ့နင်းတို့လိုမျိုးယုံခန့်တွေရှိပေမဲ့လည်းတခိုးလိုဂျဘိုးလိုမနေဘူးငါတို့ကယုံခန့်မထနိုင်သေးဘူးယုံခန့်ထလို့ရှိရင်ပြည်သူတွေဒုက္ခရောက်တယ်ဒါကြောင့်မြို့တော်မှာကျတော့ကမြို့တိုင်းတိုက်ပွဲမှာမကျင်းပတော့တာနော်မြို့တိုင်းတိုက်ပွဲလဲကျင်းပလိုက်ပါတယ်ပြည်သူတွေဒုက္ခရောက်သလားမမင်းနဲ့အဲ့နဲ့ကျတော့ view ဟာတယ်အကုန်ချင်းသွားပြီဒါကြောင့်ကျတော့ဒီ CRPHD ရဲ့ယုံခန့်တွေ NUG ယုံခန့်တွေရှာမနေနဲ့မရှိဘူး လုံးဝမရှိဘူးနော်ယုံခံထားမှာရန်တရားတခုကလေပတ်နေတာမဟုတ်ပါဘူးအေအေဒီရဲ့ဌာနလည်းမရှိဘူးအေအေဒီရဲ့စခန်းလည်းမရှိဘူးစခန်းမရှိပေမဲ့အခုနင်တို့စခန်းပြောင်းနေပြီဆိုတာနင်တို့သိတယ်နော်အေအေဒီနဲ့သက်သေကျဘာပြောချင်တယ်လဲဆိုတော့အခုကြောက်ဖြူမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်အခုတတ်မှတ်ကိုကိုနဲ့ တက်မတစ်တစ်ကနေ40ကျော်ကအာရခတ်တတော်ရှိမှာ အလင်းဝင်လာတယ်။တိယာကျော်ကတော့ခွေးတွေဝတ်တွေတည်သွားတယ်လို့သိရတယ်။ဆိုတော့ဒီကြောက်ဖြူလဲမကြခင်မှာအဆော့ဖြစ်တော့မှဖြစ်တယ်။စစ်ခွေးတွေကတော့နေရတကာမှာအလင်းဝင်လာတယ်။ဒါကြောင့်မို့ပဲမနေ့ကဂျွန်15ရက်နေ့ဆိုလို့ရှင် ခွေးအကောင်နေတာမဟုတ်ဘူးနော်။တိယာနဲ့16ကောင်တည်တယ်။အလင်းဝင်လာတာက ရခိုင်ပြည်မှာအယောက်40 စကိုင်းမှာနေရောက်မကွေးမှာတယောက်အားလုံး40နဲ့မှ3ယောက်ကအလင်းဝင်လာတယ်။တေတဲ့ခွေးမသားကတော့116កောင်တေသွားတယ်။တရက်သေးမှာเนาะမနေ့ကတရက်သေးမှာအဲ့လောက်တေသွားတယ်။ဒါတောင်မှတချို့ဆိုလို့ရှိရင်စီးရင်မဝင်သွားတဲ့သူတွေရှိသေးတယ်။ ဆိုတော့အခုဒီရှမ်းမြောက်နဲ့ပြောရင်းနဲ့တခါလဲဘာပြောချင်လဲဆိုတော့လုံခဲ့တဲ့၃ရက်လောက်တုန်းက TNLD က SSPPD ရဲ့စခန်းသုံးခုကိုရွှေ့ခိုင်းတယ်လို့ပြောတယ်။အဲရွှေ့ခိုင်းတဲ့ဥစ္စာကို SSPPD ကလည်းမရွှေ့ဘူး။မရွှေ့တဲ့အတွက်ကြောင့်မနေ့က15ရက်နေ့တုန်းကတော့ TNLD ကစစ်ကြောင်း၃ကြောင်းတွေနဲ့ SSPPD ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာ TNL စစ်တပ်၅ရောက်တည်သွားတယ်။သူတို့ရဲ့စစ်ကြောင်းကတော့ပြန်မဆုတ်သွားတယ်လို့ တည်ရတယ်ဆိုတော့ရှက်မြောက်ကတော့လေတပုတ်ဦးလူကြီးဖြစ်နေတယ်เนาะသူတို့ကအရန်တော်တယ်လို့ပြောတယ်အခုကျမနဘေးနားမှာတင်ထားတယ်ဒါကတော့ဒီဝါရာစုကျတော့ကချင်ပြည်နယ်ဒီဝါရာစုပြည်သူစစ်တေးရေးထားတယ်ဘလောက်အထိတော်တယ်လဲဆိုရမ်ဘူတောင်းမှာရှုံးပေးရတယ် KIAD ဘက်ကနေမှတလန်ဆိုပြီးမှဖမ်းဆီးထားတဲ့ပြည်သူ12ယောက်နဲ့တဲ့ KIA PDF တယောက်သူတို့ကဒီထောင်ကနေမှခိုးထွက်သွားတယ် လန်မှာရှိတဲ့ KIA စစ်သားတွေကိုရွရွချွန်ချွန်တိုက်ခိုက်ပြီးတော့သူတို့ရဲ့ပြည်သူစစ်တပ်ကိုရောက်ရှိလာခဲ့တယ်လို့ပြောတယ်ဆိုတော့၁၂ယောက်ကပြည်သူเนาะ KIA PDF ရဲဘော်ကတယောက်အဲ့တယောက်ကတလန်းလုံးမှာရှိတဲ့ KIA စခန်းတွေကိုရွရွချွန်ချွန်တိုက်ပြီးမှ PDF စီမှာရောက်လာတယ်တဲ့နင်တို့အဲ့လောက်ကြီးတော်တယ်ဆိုလို့ရှိရင်ဘာကြောင့်စစ်ရှုံးတယ်လဲ အခုတရက်ထဲမှာပဲ116ကောင်းကတေးသွားတယ်ပြီးတော့53ယောက်ကနေမှအလင်းဝင်လာတယ်ဆိုတော့ဒီလိုမျိုးခွေးတွေကတရက်ပြတရက်တေးလာတဲ့အခါမှာအခုခွေးမိသားစုတွေကတော့လင်ယောက်ျားတွေကိုစိတ်ပူကြတယ်ဒါကြောင့်စစ်ခွေးရဲ့မိမတယောက်ကဘာပြောလဲကျတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်အောင်နော်အဖအဖမရောက်နိုင်ချင်းကျမအဖကိုတောင်းဆိုစရာရှိပါတယ်ကျမတို့စစ်သားတွေအသက်ကြီးတဲ့လူတွေလည်းရှိသလို ကျမ်းမာရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းကြီးပါတယ်ဗျာဖတ်ချင်တဲ့လူလေးတွေကိုထွက်ခွင့်ပေးပေးပါလို့ကျမမေတ္တာရက်ခံပါတယ်ရှင်ကျမမျိုးသားဆိုလည်းဆင်းရဲကျမ်းမာရေးမကောင်းပါဘူးရှင်အဲကြောင့်ကျမတို့လည်းထွက်ချင်ပါတယ်ရှင်ကျန်တဲ့လူတွေဆိုရင်လည်းအသက်တရာကြီးခေါင်းလေးတွေရန်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 ခါးလေးတွေကိုင်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 နဲ့တွားနေကြတဲ့လူတွေရှိပါတယ်ဗျာရှင်မသေးခင် မကွယ်ခင် မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာ ပျော်ရွှင်စွာမိထိုင်လောက်ကင်စားခြင်းမာရရှင်အဲ့ဒါလေးကိုနားလဲခွင့်ပြုပေးစေခြင်းမာရရှင်ဒီမှာတောင်းဆိုတယ်ဆိုတာကိုယ်နိုင်ငံတော်မချစ်လို့မဟုတ်ပါဘူးကိုတက်မတော်ကြီးကိုချစ်ပါတယ်လေးသားမြတ်လို့ပါတယ်ရှင်ဒီမှာတောင်းဆိုတာဟာမသေးခင်လေးမှာအရက်လောကလေးမှာကိုမိသားစုလေးတွေပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျမကို၌ပါအဲ့ဒီလိုနေကျင်လို့တောင်းဆိုရခြင်းဖြစ်ပါတယ်အဖရှင် အဲ့ဒီအတွက်ကြောင့်အသက်ကကြီးတချို့ကကြတော့ကျမရေးကြောင့်ပိန်ချုံနေတိတ်မသွားနိုင်တော့တိတ်မလာနိုင်တော့အဲ့လိုလူတွေရှိပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးနေတဲ့စစ်တီတွေကျမရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာလို့ကျမမြစ်တာရက်ခန္ဓာပါရှင်ကျမရှားရှည်တာအားထောင်နေလို့မတင်မဲနဲ့တို့ရဲ့ရင်ထဲကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီး နားလည်ပေးပါလို့ဒီမှာမေတ္တာရက်ခံတောင်းဆိုပါတယ်အမရာအဲ့လိုအကူညီပေးမယ်ဆိုလို့ရှိရင်အတက်ကြီးနေတဲ့လူတွေရဲ့ကျမ်းမာရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စစ်တီတွေရဲ့ဟာတိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါဗျာရှင်အဖကလည်းကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးဗျာရှင်အဲ့ဒီအတွက်ကြောင့်ဒီအတက်ကြီးတဲ့လူတွေယောဂါတွေအင်္ဂါမစုံတော့တဲ့သူတွေကိုအပြင်မှာလောက်ကိုင်းစားခွင့်လေးပြုပေးပါ မိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပျော်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ညီလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါဗာချင်းအဲ့ဒီအတွက်ကြောင့်ဗာမင်းအောင်နိုင်ဒီမှာမေတ္တာရက်ခံတာပါဒီမှာရှာရှည်တာမဟုတ်ပါဘူးအဲ့ဒါလေးတစ်ချက်လောက်ကူညီပေးပါလို့ဒီမှာတောင်းဆိုမေတ္တာရက်ခံပါတယ် ါကတော့အခွင့်ကျဖို့ကိုတောင်းဆိုတဲ့အရာပေါ့နော်အခုတို့ကတော့မသေးခင်တို့သေးမေဆိုတော့လည်းတည်တယ်ဒါပေမဲ့မသေးခင်တနစ်နနစ်လောက်တော့အတူတူနေချင်တယ်ပေါ့နော်ဒါလည်းသိမှန်တာပဲဒါပေမဲ့ခွေးတွေက နားမလဲဘူးဒါတွေကိုအခုတို့ကတော့နော်ပြည်သူတွေနဲ့ဆက်ဆံတာတွေရှိတယ်ပြီးတော့အခုတို့တွေ့တာကတို့နဲ့အတူတူနေတဲ့သူတွေကတို့ယောက်ျားတွေတွားပြီးပြန်လာတာတွေမရှိဘူးစစ်တပ်ထဲမှာလည်း တွားပြီးပြန်မလာဘူးအမြဲတမ်းလူကရွရွလာနေတာကိုတွေ့ရတဲ့အတွက်ကြောင့်သူတို့ကတော့မတည်ခင်သေးတော့သူတို့မိသားစုနဲ့အတူတူနေချင်တယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ်ပြီးတော့နောက်တစ်ခုကသူပြောသွားတဲ့စကားကိုနားထောင်ကြည့်တဲ့အခါမှာသူ့ယောက်ျားကအသက်ကြီးနေပြီဆိုတဲ့အကြောင်းလည်းသိတယ်ဘာကြောင့်လဲဆိုတော့ခါးတွေကုန်းကုန်းကြိုင်ကြိုင်နဲ့တိုက်နေတဲ့သူတွေကိုအိမ်ပြန်ခွင့်ပေးပါဆိုပြီးမှခွေးချဖို့ကိုပြောဆိုနေတာဖြစ်တယ်လူနာနဲ့ကြားသူတို့သူတို့ကြားမှာမဟုတ်ဘူး စစ်ခွေးတွေဘက်မှရက်တယ်ဆိုလို့ရှိရင်တော့ထွက်လာမရှိဘူးဆိုတော့လည်းသူတို့သိတယ်နော်ဒါကြောင့်ဒီလိုမျိုးလောင်ကျွမ်းနေကြတာအခုဒီအလေးဝလာတဲ့စစ်သားမာရောဖမ်းရတဲ့တုံပန်းနေမာရောအသက်60ကျော်တွေလည်းအများကြီးရှိတယ်မထမ်းချင်ပဲနဲ့ထမ်းနေရတယ်သူတို့ရဲ့ဘဝဖြစ်တယ်ဒီဥစ္စာကိုမင်းအောင်လည်းလည်းကြားပါစေပေါ့နော်ဒါကြောင့်တင်ပေးလိုက်တာပြည်သူတွေအားလုံးကြားမှာပြည့်ရှိကြပါစေ